ေလောက်တော့ပေါက်ကြလေးဆက်ဆော့နေညီလေးလာကြည့်လာကြည့်နော်ငလင်းရောက်ပါသွားတဲ့သားသမီးတွေပူဆွေးနေတဲ့မအေတွေကြည့်နော်အဲ့လိုမျိုးပူဆွေးနေတာဒါပူတယ်ဆိုတာပါပါပဲကြည့်ဒီမှာကြည့်ဒီမှာကြည့်နော်ပါပါပဲမအေတွေဖေးတွေအားတွေမကပူပြီးတော့ပူနေရတာမင်းတို့သိလားဟမ်ဒီနေ့ပူလာတော့ပြင်းတယ်ဒီကမင်းတို့ပေါက်ကြလေးဆက်လိုက်ဆော့တင်းနေနေပေါက်ကြလေးတခုရှိတယ်ပါလေသိလား ဟိုမှာငလင်လောက်လို့ပြီးတာကပဲရှိသေးတယ်။ဘာဖြစ်လဲဘ ᱹ ဒူတွေဘလိုမျိုးတွေဖြစ်နေလဲဘ ᱹ ဒူတွေဘလိုပုံစံမျိုးခံစားနေလဲမိသားစုတွေဘယ်နှယောက်ဘလိုလူတွေစုံနေလဲဆိုတာစုံရှုံနေရတဲ့ဘာတွေနဲ့ဖြစ်နေလဲဆိုတာကိုမသိမသိပဲနဲ့ Facebook မှာအာငလင်လောက်တဲ့ post တွေလာတော့မယ်။အာဟိုမှာဖြစ်တာလာတော့မယ်။အာဒီငလင်လောက်တာနေလို့လည်းတည်တယ်ငါတို့လည်းတည်တယ်။အေး TikTok တွေရိုက်နေကြပြီ။တိတော်ရရဲ့မင်းတို့လည်းတိတယ်ခါလို့ဒါဆက်ခွက်ပြောင်ကြမဟုတ်ဘူးဟာတာတစ်ခုမှမဟုတ်ဘူးကိုကဆက်ခွက်ပြောင်မယ်ဆိုကိုမိသားစုထဲမှာဒီလိုဒုက္ခမျိုးမရောက်တော့ဘူးကိုကဆက်ခွက်ပြောင်မယ်ဆိုရင်သူများရဲ့လေးတွေပဲခံစားကြအောင်နားလည်ပြီတကယ်ခံစားနေရတဲ့လူတွေကခံစားကြအောင်နားလည်ပြီခလေးတွေအများကြီးတိုက်ရောက်မှပြိနေတယ်လူတွေအများကြီးတိုက်ရောက်မှပြိနေတယ် လူတွေအိတ်တွေအကုန်ပျက်စီးနေတယ်ရှာလာတဲ့စီးပွားဥစ္စာတွေမီးလောက်မဟုတ်ဘူးဒါတွေကိုကိုကမဖြုတ်ဆွေးတော့ကိုကလူဆိုတဲ့စိတ်တက်ရှိရမယ်ကိုကခံစားတတ်ရမယ်နားလည်တတ်ရမယ်လူကမွေးရတာပဲဥစ္စာဘာလဲ Facebook မှာတစ်ခါလဲတင်လာတာဟိုဥစ္စာဖြစ်တယ်ဒီဥစ္စာဖြစ်တယ်ဟို Facebook မှာတင်တော့မယ်ဟိုပလူပြန်တော့မယ်ဒီငလင်းအကြောင်းမင်းတို့တောက်စရာပြောင်းစရာတောက်ကပြောင်းစရာတစ်ခုမှမပါဘူးမင်းတို့အဲ့ဒီတင်တဲ့ post တွေမင်းတို့တင်တဲ့ video တွေကိုသူများတကယ်ခံစားတကယ်ဖြစ်နေတဲ့လူကအဲ့ဒီ video တွေ post တွေကိုကြည့်မယ်ဆိုဘယ်လိုခံစားရမလဲစောက်တော့တာစောက်တော့တာလေအုံနောက်ကစားမှမရှိတဲ့ပုံလေး ဆုံးရှုံးတာကတော့ဟို2019တည်းကနေပြီးတော့အသက်တွေတော်တော်ဆုံးရှုံးတာနော်2019တုန်းကတော့ကိုဗစ်2020ပြီးတော့2021 2022 2023ဆုံးရှုံးတာပဲ2024တခါလာပြန်ရေးပြီးအခု2025မှာငရင် ငလျင်လှုပ်တော့ကွာမတိတော့မတိလိုက်ဘူးအဲ့လိုပြောမဲ့ထင်သလားခမရတော့လည်းငရင်လှုပ်တော့ကိုတော်ကီတွေနဲ့ရွှေနေရတာအဲငလျင်လှုပ်တော့သူမပြုံးတော့ရင်ခုန်ဖို့မကောင်းဘူးခမရတော့ဖေမေတွေခမရတော့မောင်နှမတွေမပါသေးလို့လားအဲ့ဒီစကားပြောတာအခုချိန်ကခမရတော့တွေပျော်နေပါနေရမယ့်ရှိမဟုတ်ဘူးစင်စားကြည့်ငါတို့မြန်မာနိုင်ငံသားတွေရွှေနေစာနဲ့ရှာရတဲ့ပတ်စံတွေမြန်မာနိုင်ငံပို့တဲ့မြန်မာနိုင်ငံမှာလည်းအကုန်လုံးပျက်စီးကုန်တဲ့အိမ်တွေ ဖျားတွေအကုန်လုံးပျက်စီးကုန်ပြီငါတို့တွေရွှေနေစာနဲ့ရှာထားတဲ့ပစံတွေပြီးလို့ရှိရင်ဩငါတို့တွေတော့ဒီမှာနေပြီးတော့မမလေးနဲ့စားပြီးတော့ရှာထားတဲ့ပစံတွေမြန်မာနိုင်ငံမှာအိမ်တွေအကုန်လုံးပျက်စီးကုန်ပြန်ပြီဘဝကိုတိတ်ကနဲ့ပြန်စားရပြန်တော့မယ်တသက်နဲ့တကိုခန္ဓာရှာထားတဲ့ပစံတွေအခုတိတ်ကနဲ့ပြန်ရှာရပြန်တော့မယ်ဩဒုက္ခဒုက္ခအခု မြန်မာဘန်ကောက်ထင်းမှာလေးတော့ဘန်ဘန်ကောက်ထင်းမှာလေးလူသေးပြောက်တော်တော်များတယ်လူတော့ပြောတဲ့ကြားတယ်ဟောအရွာငရင်လှုပ်တာမတိလိုက်ပေမဲ့ရင်ထဲမှာတော်တော်ခံစားရတယ်ဘာဖြစ်စို့တော့အကုန်လုံးကကိုမြန်မာနိုင်ငံသားတွေပဲလေတိုင်းတော်မှာလာပဆန့်ချကြတာမရှိအရွာလဲကြံခင်းထင်းမှာကြံခုံးနေရင်လည်းမတိလိုက်ဘူးဖုံဖွင်းလိုက်တော့အာကြည့်စီရတော့ တက်လာတာတက်လာတာအာမနေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်မြန်မာပြည်သူထောင်နဲ့ချီပြီးတော့အသက်ဆုံးရှုံးခဲ့ရပါတယ်။တောင်းနဲ့ချီပြီးတော့လည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တိမ်းနဲ့ချီပြီးတော့လည်းအိုးအိမ်တွေပျက်စီးခဲ့ရပါတယ်။နောက်ပြီးတော့မြန်မာမှုအမွေနှစ်တွေဖြစ်တဲ့အုတ်ကြောင်းတွေရှီအောင်စစ်တီပထိုးတွေဟာလည်းအလုံးစုံပျက်စီးသွားတာလည်းပျက်စီးသွားတယ်။အချို့ဆိုလည်းထပ်ပိုင်းပြတ်ကျသွားတာလည်းရှိတယ်။မဟာမုန်းကြီးဖျားကြီးတွေနန်းမြိုတွေရာစားဒါထိခိုက်ဆုံးရှုံးမှုတွေအများကြီးရှိခဲ့ပါတယ်။ဒီအတွက်လည်းဒါမြန်မာအမွေနှစ်တွေကိုချစ်မြတ်နိုးတဲ့ပြည်သူလူထုတွေဟာတော်တော်ကြီးကိုစိတ်ထိခိုက်ကြပါတယ်။ ဒါကျွန်တော်ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအများစုဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးဖြစ်တာကတော့ဒါကဖြစ်မှာပါပဲဒါကိုယ့်ရဲ့တံပိုးထားရတဲ့ရှေးအောင်ပစ္စည်းတွေရှေးအောင်အမွှေးတွေဆုံးရှုံးသွားရဆိုတာဒါဟာဒါနိုင်ငံနဲ့ချီပြီးတော့ဒါပူဆွေးဝမ်းနည်းစရာဖြစ်ပါတယ်ဒါပေမဲ့လည်းဆုံးရှုံးသွားပြီးသွားပြီးကျွန်တော်တို့ဘာမှလုပ်လို့မရတော့ဘူးကျွန်တော်အကောင်းဆုံးတိစောက်ဖို့ပဲလိုပါတယ်ဒီငါတွေကျွန်တော်တို့တွေနိုင်ငံရေးတွေဘာသာရေးတွေဘလို့ဝိဝါဒတွေကွဲပြားပါစေဒီနေရာမှာတစ်ချိန်နဲ့တစ်ပြိုင်တည်းမှာကျွန်တော်တစိုက်တဲ့တဝမ်းနဲ့ဖြစ်ပြီးတော့ကျွန်တော်နိုင်ငံကြီးကိုပြန်လည်တိဆောက်ဖို့လိုအပ်ပါတယ် မြန်မာနိုင်ငံကိုလက်ရှိတာဝန်ယူအုပ်ချုပ်နေတဲ့ NASA ကဩဂတ်ထပေါ်ချုံမွေးမြောင်းလိုင်းကလည်းအဖက်ဖက်ကနေပြီးတော့မြန်မာနိုင်ငံကိုဘယ်နိုင်ငံမှမဆိုကူညီဖို့လည်းဖိတ်ခေါ်ထားတာတွေ့ရှိရတယ်လို့ American သမ္မတ Donald Trump ကိုဒါသတင်းထောက်တယောက်ကမေးမြန်းတဲ့အခါမှာမြန်မာနိုင်ငံကတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ဆက်သွယ်ပြီးတော့ကူညီဆောင်ရွက်ဖို့တွေကိုသူညွှန်ကြားထားပြီးသားဖြစ်တယ်လို့ပြောကြားထားပါတယ်နောက်တစ်ခုကကုလသမဂ္ဂအထွေထွေတင်းမှုချုပ် Antonio Guterres ကလည်းမြန်မာနိုင်ငံငလင်တန်းကြောင့်ပျက်စီးသွားတာတွေတကူလို့ကုညီဖို့အသင့်ရှိနေတယ်ကုညီဖို့ဆောင်ရွက်နေတယ်ဆိုတော့ပြောကြားထားပါတယ် မြန်မာတွေဟာလည်းစီးလုံးမို့လို့ပါတယ်ဒီနေရာမှာစေးရအမျက်ထုတ်တာနိုင်ငံရေးရအမျက်ထုတ်တဲ့ဇာတ်ကားတွေမပြောကြဘူးကလည်းအမှန်တမ်းမှာအရေးကြီးပါဒီနေရာမှာပြောကြနေတာတရားမင်းမြောင်မင်းလွဲဖြစ်လို့ဖြစ်လို့တာမင်းမြောင်မင်းလွဲဖြစ်တာမင်းမြောင်မင်းလွဲဖြစ်လေဘာလို့ပြည်သူလူဒုက္ခပေးတာလဲဒါမင်းမကောင်းလို့မင်းမကောင်းရင်မင်းဖြစ်လေမင်းမကောင်းရင်မင်းမဖြစ်ပဲနဲ့ဘာလို့ပြည်သူဖြစ်တာလဲဒီဇာတ်ကားတွေဟာဒါမဆာနာမထောက်ထားတဲ့ဇာတ်ကားတွေဖြစ်ပါတယ်ခုချိန်မှာခံစားနေရတာတွေကအစိုးရလည်းမဟုတ်ဘူးเนาะနောက်ပြီးတော့ဟိုဘယ်အဖွဲ့အစည်းဘယ်သူဆိုတာမျိုးလည်းမဟုတ်ဘူးဘာသာစုံလူမျိုးစုံ เนาะအယောင်သွေးဆိုအကုန်လုံးခံစားနေရတဲ့ဒုက္ခမှာဒီလိုစကားတွေဟာလုံးဝလုံးဝမပြောမပြောအပ်ပါဘူးဒီလိုပြောတဲ့သူတွေလည်းလုံးဝလုံးဝအာမပိတ်အပ်ပါဘူးလို့ကျွန်တော်ဒီနေရာမှာဒီနေရာမှာမေတ္တာရက်ခံပြီးတော့ပြောကြားလိုပါတယ်နောက်ပြီးတော့တောက်ချာနေဖြစ်တဲ့အတွက်ကြောင့်မလို့ဒါပလီတက်တဲ့သူတွေလည်းအများကြီးရှိပါတယ်ပလီတက်တဲ့သူတွေအများကြီးရှိတဲ့အတွက်ကြောင့်မလို့ဒါပလီထဲမှာဒါဖျားဝတ်ပြုနေရင်ဆုံးရှုံးသွားတဲ့သူတွေလည်းအများကြီးရှိပါတယ်ဒီဟာအနှံ့ပြားပါပဲတော့တချို့ပလီတွေမှာဆို50 60 90ဒါဖျားဝတ်ပြုနေရင်လည်းဟိုဒါ ဟိုအသက်ဆုံးရှုံးသွားတာပေါ့နော်ဒါပလီပလီတက်တဲ့နေလည်းဖြစ်တယ်ပြီးတော့ဒါဥပုလဥပုလအကြော်ပေါ့နော်ဒါဝါဖြည့်တဲ့ကာလလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါတော်တော်လေးလဲဒါအစ္စလန်တွေအတွက်လည်းတော်တော်လေးကိုစိတ်ထိခဲ့ဝမ်းနည်းစရာဖြစ်ပါတယ်တကယ့်ကိုနှစ်ပေါင်း၁၀၀ကျော်တက်တန်းရှိတဲ့ပလီတချို့လည်းတွေ့ကြပျက်စီးခဲ့တဲ့အတွက်ကြောင့်မို့လို့အစ္စလန်ဘာသာဝင်တွေအတွက်လည်းဒါဝမ်းနည်းစရာဖြစ်ပါတယ်ဒါဘာသာရေးအဆောက်အဦးဆိုတော့လည်းဗုဒ္ဓဘာသာအဆောက်အဦးတွေမဟုတ်ဘူးဒါဘာသာစုံမှုရဲ့အဆောက်အဦးတွေပါ ထိခိုက်ဆုံးရှုံးတဲ့အတွက်ကြောင့်မလို့ကျွန်တော်မြန်မာနိုင်ငံဟာအဖက်ဖက်ကအကူအညီကိုယူပြီးတော့တစိုက်တဲ့တဝက်နဲ့တစည်းတဲ့တလုံးနဲ့ပြန်လည်တိဆောက်ဖို့လိုအပ်တဲ့အချိန်ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဟဲ့ငါလေးငါလေးလောက်တာအခုမှပဲအကြာကြီးကြုံမှုတော့တယ်လန့်သွားပဲအကုန်ပြုတ်ကြကုန်တာအခုဒီကျွန်တော်ပန်ကားရောဂီတာရောအကုန်ပြုတ်ကြသွားဒီမှာတကားမဖြစ်ဘူးအခုမှကြုံဘူးอ่ะအေးဘောညတို့လူကြီးတော့အေးအမကြီးကျွန်တော်ဒီပန်ကားရောမနေဂီတာရောအကုန်လဲ အော်ဖေအဝါရီရောဘာတော့ရေတံမှုတွေအကုန်အကုန်အကုန်လဲပဲဟာအကျော်တရှမ်းပြီတောင်ကြီးကကျောင်းအခုမှကြုံဘူးလားပရီမော်ရီတော့စောင်းသွားသလိုဆိုင်ကလေးလဲဝါလာအော်မလဲဝါပါဘူးအေး what the fuck ဟဲ့ကုန်းပြုတ်ကြပဲတော့ ဟိုအဲ့ခန်းထဲအောင်မှာကြောက်လို့အကုန်ပြုတ်ကြဒီလိုကြီးအော်ဝုန်းလို့တုတ်လာနေချသေးနေအောင်ထားတကောင်းအောင်တုံဘူးဘာဖြစ်တာလဲမသိလိုက်လွင်နေနေအိမ်ပြူသွားပြီချင်းနေတာသူများလည်းထိုင်လို့ပြောတာကိုကမထိုင်တော့အပုံငေါ်ကြည့်နေဘာကြီးပြူကြလာမှလဲသူပြူကြလာတယ်ဒန်းစင်ကတော့ပြုတ်ပြုတ်ကြလာဒီလိုက်ဒန်းစင်ကပြုတ်ကြတယ် နည်းနည်းလှုပ်နေသေးတယ်ဘာကြီးတော့ဟာဟိုခုနငလင်လှုပ်နေဘယ်တော့မှမလှုပ်ကြဘယ်တော့မှမသိလိုက်ဘူးလားတမန်တိုင်ဖက်နေဟာဘာဖြစ်လဲခုနငါအိမ်လာတန့်နေနေငလင်လှုပ်လို့ငါဖုန်းအိမ်လာကျွန်တော်တို့ကြောက်ကြော်ချက်လိုက်စေဘူးတမန်ဒီလောက်ဖြစ်နေမဲအိမ်လာထဲဖုန်းပါလို့ယူလာအင်္ဂါကိစ္စကလှုပ်လှုပ်မြင်လာတော့တော့ဟာခဏလေးခဏလေးတေးမယ်ဆိုငါတို့ကအရင်ဆုံးရှေ့ဆုံးအရင်တေးပါမလို့ ไอ้มาเลยนี่ยิ่งใหญ่ตรงนี้อ่ะมพ่อยี่นี่เราลุ้นลงมาแล้วมั้ติตัวคู่กันเราเองรู้ติมติมพ่อไอ้กางมีมันเรียนเราเดี๋ยวจะทาบีละป้ามาเรามาเปล่าพอพี่จะเทนแบบพี่อะแล้วก็ว่าไอ้ยี่เหลี่ยังเว้ အဲ့ညင်နေပါသိရမလားငလင်လှောက်တာလေတခါပါလေမကြုံဘူးဆိုတဲ့ခါကြတော့အာလှောက်တယ်ဆိုတော့အော်အေးပါလှောက်တယ်ဆိုတော့ကိုကကိုကိုကိုအစတယ်ကွာကျွန်တော်ကအေးပြက်များရင်အဲ့လိုခေါင်းမူးတက်တဲ့အကျင့်လေးရှိတယ်ဗာဒီမှာခေါင်းမူးပြီးတော့ပြက်လဲတာပဲထင်တာကိုကိုကပဲပြစ်တင်တာဗောနငလင်နဲ့တခါမမြင်ဘူးကြုံလည်းမကြုံဘူးဆိုတဲ့ခါကြနေလာကျွန်တော်နေလာငါးတက်ဗောငါးတက်ဆိုတော့အရင်ရောကြောက်ရှာတာမရှိဘူးအဲ့ကငါးတက်တော့ပါအာလှုပ်တယ်ပေါ့နော်တော်တော်လှုပ်တာလှုပ်တာမှတော်တော်ကဒင်းပေါ်မှာမှကဒင်းကလှုပ်တာကဒင်းမှာအော်ကျွီး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 ယူပါအော် တော်တော်လှုပ်တာလှုပ်သွားတာအာအရန်ကြမ်းလည်းမနေအဲ့တော့ကျွန်တော်ငါးတက်ကတော့မပြိုဟိုအရှိကတိုက်တယ်အရန်မြင့်တဲ့အထက်30အဲ35 20ရေဆိုရင်အပေါ်တက်တယ်ပြိုရယ်အဲ့တော့ကြီးဆိုင်ကြပါအဲ့တော့နောက်အခုရှိချီလည်းလှုပ်နေတော့မယ်တရေရေရေဖြစ်နေတော့မယ်ကျွန်တော်နောက်ပြီးအောက်အဆင်ပြေအောင်မယ်ချစ်တယ်ဗျာကျွန်တော်အရန်ချစ်တယ်ဟဲ့ဘာဖြစ်လဲဟာငရင်းလုံးနေတာဟာ ở tập à ngáp phi này mà còn người ta thay lâu quá rồi luôn hè 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 lâu dài không hè hè lâu 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 phi này này người ta lâu thì à mà phi này thì tôi tôi

ီလိုရဲမှဆိုလို့ရှိရင်တော့ဒီအကိုဒီအမတွေဒီလိုတက်တော့ဆော့တာပေါ့နော်ဒီလိုမဆော့တင်လို့တော့ထင်ပါတယ်အခြားပုံစံမျိုးနဲ့ဆော့ရင်တော်သေးရပေါ့နော်ဒီငယ်လေးနဲ့ပတ်သက်ပြီးတော့မိဘဖြစ်သူတော်တော်များများစိတ်စည်းရင်ကိုစည်းရင်နဲ့ဖြစ်နေတဲ့အချိန်မှာသူတို့ကဒီလိုမျိုးပြောင်းတီးပြက်စီအဲအဲ့လိုမျိုးကြီးရှောက်လုံနေတော့မကောင်းလို့တော့ထင်ပါတယ်အခုကြည့်နေတဲ့အမျိုးတွေလည်းဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ထင်မြင်စကြက်ကလေးတွေကိုဗီဒီယိုဒီအမ comment လေးတွေရေးပို့တောက်ဆိုပါရှင့် ကြည့်နေတဲ့မျိုးရီအားလုံးစိတ်ချမ်းသာခြင်းကိုကျမချင်တဲ့ပြည့်စုံပြီးတော့တစ်ကဘာလုံးစိတ်ချမ်းသာကိုကျမနဲ့ပြည့်စုံပါစေလို့ဆုတောင်းလိုက်ပါရှင်။မိုးဝဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ပါကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါရှင်။နောက်ထပ်လည်းမိုးဆက်လီတဲ့နေ့ဟာတာဗီဒီယိုလေးဘူးတူတာရစီဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတက်ဆက်ပေးသွားမှာမိုးမိုးရဲ့ channel လေးကို like နဲ့ subscribe နဲ့တောက်ဖို့တောက်ဆိုပါရှင်။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်။တာတာ။